မင်္ဂလာပါဗျာအားလုံးကျမ်းမာပါစေချမ်းသာပါစေဘိုင်ယကိုမျက်နှာမြင်ဖန်ကုန်တဲ့ကြောင့်အားလုံးကြောက်ချင်ပါစေကြောင့်ဘိုင်စုမကောင်းတောက်ပါနဲ့ဒါဒီနေ့ကဘိုင်စိတ်မကောင်းတာလေးနဲ့အဲစကားလေးပြောချင်လို့ဒါကျော်ဝင်းထွတ်တို့ဥမိုက်ကြီးတို့ကျော်ဝင်းထွတ်တို့နောက်တစ်ခါအုံတိုင်းလာအုံတိုင်းတို့ပါတော့ကျွန်တော်မသိပါဘူးဥမိုက်ကြီးတို့ပါအောင်လည်းတိတ်ရောမရင်းနေပါဘူးကျွန်တော်ကဒါကျော်လေးနဲ့ကြာတော့ဒါဟိုအရင်တော့ကျွန်တော်စကားပေါင်းဆုံးအဲသူနဲ့ရိုက်ထူးတာများတယ်များတဲ့အခါကျတော့ဒါတိကျွမ်းနေပါတော့ခင်မှုရှိတယ်တိကျွမ်းနေပါဒါမဲ့သူတို့နဲ့ကျွန်တော်နဲ့ အဲစကားမပြောပြတော့တာတော့နှစ်တော်တော်ကြာသွားပြီဗီဒီယိုကာလအာဘရိတ်သွားတဲ့ကောဗီဒီယိုကာလဘရိတ်သွားတဲ့ကောဒါရိုက်ကွေးဒီမှာလည်းမဆုံးပြတော့အပြင်မှာကျတော့ကျောင်းတက်ဆုံးမှုကခက်ခဲသွားတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီလိုပြောနေတာ ਉਹ လည်းပဲဒါ तू ကအကောက် तू ကလည်းတက်တော့သုံးတယ်ကတက်တော့သုံးတယ်ကျွန်တော်တက်တော့တယ်မှာသုံးတော့ဒါအာ तू ကဟိုနိုင်ဒီရောင်းပါရောင်းညာရောင်းကျွန်တော်တွေ့တယ်အဲကျွန်တော်ကလည်းပဲဒီလိုတက်မလို့ဘက်ကထောက်ခံပြီးတော့အာဒါစကားပြောဆိုနေတာလည်းပဲဒါသူတို့သိတာပဲ နာသိတယ်တွေ့တယ်ဒါမှမဟုတ်သူလည်းသူ့အောင်နေကိုလည်းကိုယ့်ဘောက်နေမျိုးတော့ရှိတယ်ဒါမှမဟုတ်ဒီနေ့ဒီတရင်ကြားလိုက်တော့ကျွန်တော်ရှင်ထဲမှာစိတ်ထဲမှာကောင်းဖြစ်တယ်ဒီတရင်ကဘာကြောင့်ဒီလိုမျိုးစိတ်ထဲမှာကောင်းအောင်ဖြစ်ရလဲဆိုရင်မနိုင်ငံမှာအုပ်ချုပ်တဲ့အစိုးရတရကဒါရွေးကောက်ပွဲကိုလုပ်ပေးတယ်ဒီမိုကရေစီစံနှုန်းရရွေးကောက်ပွဲကိုလုပ်ပေးတယ်တမ်းတော်ကလုပ်ပေးတဲ့ရွေးကောက်ပွဲအတူရောက်ရွေးကောက်ပွဲပါဆိုပြီးတော့ပြောတယ် တောက်လျှောက်ဒေါ်အောင်ဆန်းစုကြည်တို့ရခဲ့တော့လဲတောက်နော်ကဦးတန်းရွှေလက်ထက်ကလှုပ်ပေးခဲ့တာလွတ်တော်ဒီဘာရင်းညာလေးအစာဆုံးလည်းပဲတောက်နော်အစိုးရနေပြီးပဲလှုပ်ပေးခဲ့တာတရားမဝင်ရွေးကောက်ပဲဖြစ်ပြန်哦အဲ့တော့တစ်ဖက်နိုင်ငံเจ้าကနေပြီးတော့ဒီကနေ့လော်ကျင်တိုင်းလော်တယ်ပြောကျင်တိုင်းပြောတယ်ဒါမှမြောင်းနိုင်ငံထဲမှာရှိတဲ့ညီကောင်တော်နဲ့နားမရောက်မှုလို့တယ်ကျောင်းဝင်းတို့ဘာလို့ဆိုကျွန်တော်တို့အရင်တော့ကျွန်တော်သိရှိသလောက်ဆိုတော့အာဒါသူတို့နိုင်ရင်ပြောတာပါညာကျွန်တော်မကြားမိဘူး မကြမ်းမိဘူးဒါမဲ့အဲ့တို့နိုင်ငံချောင်းကနေပြီးတော့မှသွေးတွန်းလို့ဆိုပြီးတော့ဘာလို့ညာလို့ပြောရနေမျိုးမှအာဒီလိုလေးလိုက်လုတယ်လို့တော့ကျွန်တော်နေနဲ့ယူဆမိဒါမဲ့ကြော်လေးကတော့အဲကြော်လေးကတော့ဦးသေးရဲ့အဲတပည့်ပဲဦးသေးမရဲ့တပည့်ပဲသူကတော့နော်တို့တော့လည်းပဲသူတောက်လျှောက်လောက်တာလည်းကျွန်တော်တွေ့နေတာလိုင်းတွေမှာဈေးရောက်လာတော့ပဲကျွန်တော်တွေ့နေနိုင်ရောက်ပါရောက်ညာရောက်နေတွေ့နေရတယ်။အော်အဲ့လိုမျိုးတော့ရှိတယ်။အဲ့တော့တစ်ဖက်မှန်ရှိတယ်တဲ့ငစီတို့ပါတော့အဲ့ဒီအဖွဲ့ဒီဟိုဘက်ကရှိတယ်ဒီဘက်က အာခေတ္တမိုင်းတပုန်ဆိုင်မိသူများမင်းသားမင်းသမီးတို့တောက်ဖို့ဖြတ်ဖို့တို့ဘိုင်းကောလို့ဖို့တို့တောက်ဆောင်ကြတာမြန်မာနိုင်ငံထဲမှာနေမြန်မာနိုင်ငံအစိုးရရဲ့အဲအုတ်ချုပ်မှုရန်နဲ့အောက်မှာနေလို့ရှိရင်ဒီအစိုးရနဲ့တားဆတာတက်အောင်နေရတယ်အစိုးရရဲ့အုတ်ချုပ်မှုအောက်မှာဥပဒေအောက်မှာပဲလေးစားလိုက်တာဆိုတာနေထိုင်ရတယ်အဲ့လိုပဲနိုင်ငံတကာမှာရှိနေတဲ့သူပြလို့ထိုင်းဆိုတဲ့ထိုင်းနိုင်ငံဥပဒေကိုလေးစားလိုက်နာရမယ်အဲထိုင်းအစိုးရရဲ့ဥပဒေကိုလေးစားလိုက်နာရမယ်ကျွန်တော်တို့ဒီမှာလည်းပဲထုံစင်း၎င်းမှာကိုဗစ်ဖြစ်လို့ရှိရင်လည်းကိုဗစ်ဖြစ်တဲ့အကြောင်းဟာလား ဒါပညာပေးသေးဥဆောင်လေးတွေလုတ်ပြတယ်အမှုပညာသမားတွေလုတ်ပြတယ်အဲဟုတ်ပြီအဲငလျင်ဆိုလဲငလျင်အခုရွေးကောက်ပွဲဆိုတော့ရွေးကောက်ပွဲဒါတွေကမိမိတို့နိုင်ငံမှာအောက်ချုပ်နေတဲ့အစိုးရရန်နေရတရနဲ့တာဟဇာတာဖြစ်အောင်နေတဲ့တိုင်းပြည်အတွက်အကျိုးပြုနိုင်ကြတာပြုပေးတယ်ဒါကိုဗိုင်းကောလုတ်ဖို့လို့ဟိုတာဖို့လို့ဖြတ်ဖို့တို့တကယ်ညွန်ကြတာကြတော့နိုင်ငံသားမှနေတဲ့ကောင်တွေအကုန်ညွန်ကြတယ်ဒီကောင်တွေဒီပြည်တွင်းထဲကိုလာတာမဟုတ်ဘူးအဲ့တော့ဒီစကားဒီကောင်တွေရဲ့စကားကိုနားယောင်လိုက်တော့ဒီဘက်မှာပါဖြစ်တယ်ဆိုအခုလိုဒီစိုးကြိုးတွေဖြစ်လာတယ် ဒါကြုံဝင်းတို့တို့နောက်တစ်ခါဥမိုက်ဒီတို့ဒါအုံတိုင်းတို့ဆိုရင်ဒါအကြမ်းဖက်ဥတွေနဲ့အရေးယူခံရတော့မယ်ဟုတ်လားအဲ့တော့ကျွန်တော်ပြောချင်တာညီတို့အဲ့လိုရေးနေတော့ဘာဖြစ်မှာလဲတန်းတော်ကဒီဒီမိုကရေစီလမ်းကြောင်းကိုရှောက်ဖို့အတွက်အင်တိုင်းအားတိုင်းနဲ့လှုပ်ပေးနေတယ်နော်ကိုနိုင်ငံတရားဝင်ဝင်မှာသူတို့ပြောစရာဘယ်နိုင်ငံသားကမှကတော့ပါရဂယုဆိုင်ကြောင်မလို့တာသူတို့နဲ့ကျွန်တော်နိုင်ငံနဲ့တခြားစီပဲသူတို့ယဉ်ကျေးမှုကျွန်တော်ယဉ်ကျေးမှုတခြားစီပဲသူတို့ ်နိုင်ငံနဲ့သူတို့ကနဲ့သူတို့တော့လဲနေတာဒီဘက်နေမှာသာအကြီးတွေရှောက်ပြန်တာသူတို့မှလည်းသူပြက်နာဘောင်းကိုစုံနေတဲ့နိုင်ငံတွေနော်အိုးမွတ်စလင်နိုင်ငံနဲ့ထားပြောမှစိုးရိမ်မှလည်းပြောလိုက်ဟိုဘင်္ဂလားဒေ့ကစိုးရိမ်မှလည်းပြောလိုက်ဟိုနေကမလေးရှားစိုးရိမ်မှလည်းပြောလိုက်အဲမွတ်စလင်နိုင်ငံတွေဒီကောင်တွေစိုးရိမ်နေတော့ဘောင်းကိုစိုးရိမ်တာဒီကောင်တွေခိုးဝင်လို့မရမှဆိုလို့စိုးရိမ်နေတာပြီးရင်ပဲမသိရင်ပဲတမ်းလာအစိုးရဘာညာလာမလို့နဲ့ကိုယ့်နိုင်ငံနဲ့ကိုယ့်ဦးလေးကိုယ့်အထုပ်ကြကိုယ့်အာဏာရှိပြီးသားဘယ်ကောင်းမှစောက်ကြကြမလို့စစ်တပ်က အာဥပဒေက2008ဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်အဲ့တိုင်းပဲသူတို့လေးစားလိုက်နာပြီးတော့မှဥပဒေတိုင်းပဲလိုက်ဆောင်ရပေးတာဟုတ်လား2015 2010ကနေစတယ်2015မှာအာဒါအစိုးရတက်သွားပြီ2015နဲ့2020မှာအစိုးရတက်သွားပြီ2020ကနေ2025မှာအစိုးရတက်သွားပြီအခု2025နဲ့2030လောက်ထိနောက်အစိုးရတက်အတွက်ထပ်ဖို့ပြီအဲ့ဒါကိုဟိုအစိုးရကအာဘောင်းဝင်မောင်းဒီအစိုးရတရားဝင်မောင်းဆိုနိုင်ငံเจ้าကနေပြီးတောက်ချောက်ပြည်သူတွေက ကလေးတွေလူငယ်တွေလော်တယ်တကယ်ကထောင်နေကြတယ်သေကြတာဘယ်သူတွေသေကြတယ်ပြည်တွင်းထဲမှာရှိနေတဲ့လူတွေပဲသေကြတယ်အဲ့တော့ကျွန်တော်ပြောချင်တာကခင်ဗျားတို့ပြည်တွင်းထဲမှာနေပြီးတော့เนาะပြည်တွင်းထဲမှာနေပြီးတော့မှပြည်တွင်းထဲမှာရှိနေတဲ့နိုင်ငံမှာရှိနေတဲ့နိုင်ငံတော်ရဲ့အစိုးရနိုင်ငံတော်ရဲ့ဥပဒေကိုလေးစားပါလိုက်နာပါလေးစားပါလိုက်နာပါပြီးတော့လို့ကျန်ခင်ဗျားတို့ကျန်တဲ့ဒီမိုကရေစီလားအခုမဲရွက်ောက်ပွဲလုပ်ပြီးပြီဆိုတော့မဲကိုမထည့်ပြထည့်ပြမထည့်ပါဒီမဲရွက်ောက်ပွဲက အဲကျွန်တော်တို့ရဲ့ထွက်ပေါက်ပါเนาะတက်တော့ပါအော်ဒါတွေကထွက်ပေါက်မဟုတ်ဘူးအဲချိန်မှာဆိုတက်တော့ပါတက်တော့ပါနိုင်ငံရှိနေတက်တော့ရှိနေမှာပဲအဲ့တော့တက်တော့ထွက်ပေါက်မဟုတ်ဘူးခင်ဗျားတို့ကျွန်တော်တို့ရဲ့ထွက်ပေါက်ဒီလိုမျိုးသာမဲမပေးဘူးဒီတိုင်းရဲ့ရွေးကောက်ပွဲဒီမိုကရေစီကိုလက်မခံပါဘူးဆိုခင်ဗျားတို့စစ်အုပ်ချုပ်ရေးအောက်မှာပဲနေစစ်အုပ်ချုပ်ရေးအောက်မှာပဲအသက်ကြီးပြီးတော့မှခင်ဗျားတို့ဒီလိုပဲလှုပ်သွားမှာဟုတ်လားအဲ့ဒါကိုတက်တော့အစိုးရတရက်ကနေဒီမှာတည်တည်ချာဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တင်ပြီးတော့ ဒီလိုမဟုတ်တော့ကကောမန့်တွေရေးပြီးတော့ထောင်းနေ10နှစ်15နှစ်အကြခံပါလားပြီးတော့ဒီလိုကောမန့်ရေးပြီးတိုင်းပြည်ကိုဖျက်ဆီးပါလားတိုင်းပြည်ကိုဝမ်းဝပတ်မိုးပါလားဆိုတာစဉ်းစားဖို့လိုတယ်เนาะနိုင်ငံเจ้าမှာနေတဲ့ကောင်တွေကသူတို့အဲ့နိုင်ငံမှာရှိနေတဲ့အဲအစိုးရတည့်ရခဲ့ဥပဒေတွေကိုသူတို့မဖောက်ပြန်ဘူးမြန်မာနိုင်ငံတွေကလူတွေကိုပဲလော်တာအမေရိကန်မှာနေတဲ့သူတွေကလည်းအမေရိကန်နိုင်ငံဥပဒေကိုမဖောက်ပြန်ဘူးအမေရိကန်သမ္မတကိုမဆဲရဲဘူးမြန်မာနိုင်ငံမှာရှိနေတဲ့မြန်မာနိုင်ငံမှာရှိနေတဲ့ဗိုလ်ချုပ်မှုကြီးကိုဆဲတာ အဝေးကနေဆဲတာဒီညောင်နိုင်ငံထဲမှာလာဆဲတာမဟုတ်ဘူးမက်ဆီဟိုမှာပို့ဆိုပစက်ဆဲနေတယ်ထိုင်းနိုင်ငံမှာနေပြီးဆဲနေတာညောင်နိုင်ငံထဲမှာလာပြီးဆဲတာမဟုတ်ဘူးအဲထိုင်းနိုင်ငံမှာအဲ့ကောင်နေပြီးထိုင်းနိုင်ငံဘရင်ကိုဆဲကြည့်ပါလားဒီကောင်ချက်ချင်းကြည့်သွားမှာပေါ့ဟုတ်လားအဲ့တော့သူများမြောက်ပေးတိုင်းနဲ့မမြောက်ပါနဲ့သူများဒုက္ခပေးတိုင်းနဲ့မယူပါနဲ့မင်းတို့ ဒီကေတမိုင်းဒုံဆိုင်ကြောင့်ပဲအနုပညာရှင်များကိုတတ်မဲ့ဖြတ်မဲ့ချိန်ကြောင့်ပဲဘိုင်းကောလုံးမှာဆိုပြီးတော့တကယ်တမ်းလိုက်လို့ကြည့်လိုက်ပါမင်းတို့တသက်နဲ့တကျွန်းတသက်တကျွန်းကထောင်ထဲမှာနေနေကြရအောင်မယ်ကောမန်လေးတွေပေါက်ခဲရေးလိုက်တာနဲ့မင်းတို့ထောင်ကြအောင်မယ်အဲ့ဒါဘာဖြစ်ဆိုနိုင်ငံကိုပျက်စီးအောင်အဲဆွမ်းဆောင်နေဆိုတဲ့ဟာမျိုးတွေမင်းတို့ဖြစ်တယ်အဲ့တော့နိုင်ငံကိုပျက်စီးအောင်ဆွမ်းဆောင်မှလားနိုင်ငံအကျိုးကိုတည်ဖို့မှလားတပ်မတော်ကနိုင်ငံအကျိုးကိုတည်နိုင်ငံရဲ့အကျိုးတောင်းတည်ဖို့နေတာဖြစ်တဲ့အတွက် မင်းတို့လည်းဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့လိုအပ်တယ်လို့ပြောချင်တယ်အားလုံးကြားမှာပါဗျာ။